ကျွန်တော်အခုဖြတ်နေတာဒီသေမင်းသမန်ရထားလိုင်းဖြတ်ဆောက်ထားတဲ့ဒီတရားစပန်းခွိုင်းပေါ့နော်ဒီတရားကြီးဘွာနဲ့ဖြတ်နေရပါဘူးအချိန်တော့ဒီနေရာလေးသေမင်းသမန်ရထားလိုင်းရဲ့တစိမ့်တည်းသားပေါ့နော်ကျွန်တော်1939မှာဂျာမနီအီတလီနဲ့ဂျပန်တို့ဟာဝေယောရန်နိုင်ငံများဆိုပြီးတော့အဖွဲ့ရတစ်ဖက်နောက်ပြီးတော့ဒီအင်္ဂလိပ်ပင်တဲ့အမေရိကန်တို့ဟာမဟာမိတ်အဖွဲ့ဆိုပြီးအဖွဲ့ရတစ်ဖက်ကျွန်တော်အယူဝါဒတွေပွဲလဲမှုကြောင့်ဒုတိယကမ္ဘာစစ်တီးဟာစတင်လာခဲ့ပါတော့ တော့အင်္ဂလိပ်ကိုလိုနီလက်အောက်ကိုကြားအောင်နေတဲ့အရှေ့တောင်အာရှနိုင်ငံတွေကိုပြန်လည်သိမ်းယူဖို့ဂျပန်တွေကစပြီးတော့စ조사လာပါတော့အဲ့တော့မြန်မာနိုင်ငံနဲ့ဝင်ကျင်တဲ့ဂျပန်တွေကဒီအင်္ဂလိပ်ဟီတက်ကိုမရှင်းနိုင်တာကြောင့်ကျွန်တော်ထိုင်းအစိုးရနဲ့စစ်ပြေနေပြီးတော့မြန်မာနိုင်ငံတွေကို1947မှာထက်တန်းဝင်ရောက်လာပါတယ်1942မှာကျွန်တော်မြန်မာနိုင်ငံဂျပန်လက်အောက်ကိုကြောက်ရောက်ခဲ့ပြီးတော့ကျွန်တော်မြန်မာနိုင်ငံကိုဆက်လက်နဲ့ရိတ်ခါရေးတည်ယူဖို့ရတယ်ဂျပန်တွေကအရှိတောင်အာရှစစ်ပွဲမှာအသာစီးရဖို့အတွက် န်ထနာဝူးကိုဖျက်ပြီးတော့ဗန်ဖုံးကနေဘောလံမြိုင်တပ်မျိုးစရအထိဖျက်ခဲကြမ်းတမ်းလာတဲ့ဒီဒေသမှာမိရထားလိုင်းကိုဖောက်လို့ဖို့အတွက်စတဲ့အစပြုခဲ့ပါတယ်ကျွန်တော်အခုတော့ရောက်ပါပြီဗျာရောက်ပြီဆိုတော့ကျွန်တော်ဆင်းမယ်နော်ကဲကျွန်တော်တို့အခုတဲမင်းတမန်ယထာလန်ကျွန်တော်တဲမဲဟိုတယ်တော့ရောက်ပြီဟိုတယ်ကကြော်လာကြကျွန်တော်ဒီကနေယထာလန်ဘောကနေလမ်းလျှောက်ပြန်မှာဘူးဟောအေးရ แล้วช่องไลน์เบาก็เดียว